蹦将的娘，哒当的哒啦，哒当的哒啦，哒当的哒苏拉嘎。 မပင်မန်းပဲတတတတာဆိုတဲ့အတိပယ်ရတဲ့စကလုံးကရိယာဝိတေသနာပါဒီစကလုံးနဲ့ပတ်သက်ပြီးတားနဲ့ရေးတဲ့တတောင်းတတလားတားနဲ့ရေးတဲ့တတောင်းတတလားဆိုတဲ့စာလုံးပေါင်းအမေးမျိုးကိုတော်တော်များများတွေ့ရတယ်မြန်မာစကားမှာရေးတော့အမှန်ဖတ်တော့အတန်ဆိုပြီးစာလုံးပေါင်းနဲ့အတန်ထွက်မတူပဲအပြောစကားမှာအတန်ပြောင်းမှုရှိတဲ့အတွက်ဒီလိုမျိုးဝေဝါးမှုတွေဖြစ်စေတဲ့စာလုံးပေါင်းတပ်ပုံတွေလည်းအတော်များများရှိတယ်လို့ပြောရမှာ ာပဲဒီတပ်ပုံရဲ့စလုံးပေါင်းအမှန်ကတနဲ့ရေးတဲ့တတောင်းတတအဖြစ် မြန်မာနိုင်ငံရဲ့ပထမဆုံးအစိုးရမှတရားဝင်ပြဋ္ဌာန်းထုတ်ဝေတဲ့ဗီဒန်ဖြစ်တဲ့1980ခုနှစ်ထုတ်မြန်မာဗီဒန်အချင်းချုပ်မာရော1996ခုနှစ်ထုတ်ခီးဆောင်မြန်မာဗီဒန်မှာပါပေါ်ပြထားတယ်။ဒီတော့အတန်ထွက်ရတအတန်နဲ့တတောင်းတတအဖြစ်အတန်ထွက်ပေမဲ့သူ့ရဲ့စာလုံးပေါင်းအမှန်ကတလီလုံးနဲ့စာလုံးပေါင်းနဲ့တတောင်းတတဖြစ်တယ်လို့မှတ်ရမှာပေါ့။ ပုတ်ပြောင်းကရိယာဝိသေသနာအဖြစ်သတ်မှတ်လို့ရတဲ့ဒီစကားလုံးဖြစ်တည်လာတဲ့ရင်းမြစ်ကိုစစ်ကြည့်လိုက်မယ်ဆိုရင်ဖော်ပြချက်နှမျိုးရှိနေတာကိုတွေ့ရတယ်ပထမတစ်မျိုးကတက်ကရိယာအပေါင်းတောင်တာကရိယာအပေါင်းတက်တာကရိယာညီမျှခြင်းတက်တောင်တက်တာတဲ့ရဲ့အဓိပ္ပာယ်ကဆိုက်ရောက်သည် တောင်တာကတတချောင်းလေသည်တတကပင်မန်းခြင်းမရှိဖြစ်သည်ဆိုတဲ့ကရိယာသုံးလုံးကိုပေါင်းကပုတ်ပြောင်းကရိယာဝိသေသနာအဖြစ် ပင်မန်းခြင်းမရှိချောင်းလေမှုတို့ဆ ਾਇ ရောက်လျက်ဆိုတဲ့တတောင်းတတလို့ဖြစ်ပေါ်လာတယ်လို့ဆိုလို့ရတယ်ဒီနေရာမှာတောင်တာဆိုတဲ့စကားလုံးဟာမြမတန်တိနီယ အတန်ပေါင်းဆက်ပြီးတောင်းဖြစ်လာခြင်းလို့ဆိုရမှာပေါ့ဒါကြောင့်တက်တောင်သာတက်တာတို့ကိုပေါင်းပြီးတက်တောင်တက်တာဆိုတဲ့စကားလုံးဖြစ်လာတဲ့သဘောလို့မှတ်လို့ရမယ်ဒုတိယတစ်မျိုးကတက်ကရိယာအပေါင်းတောင်နာမဝိတေသနအပေါင်းတက်တာကရိယာညီညာခြင်းတက်တောင်တက်တာ ဒီဖွင့်ဆိုချက်ကိုကြည့်မယ်ဆိုရင်တမာချင်းလို့သို့မဟုတ်ညောင်ညာတင်းမာချင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့တားနဲ့ပေါင်းတဲ့တောင်ကိုတုံးထားတဲ့အတွက်ပြာထန်းတပ်ပုံရဲ့ဆာလုံးပေါင်းနဲ့ကွဲလွဲနေတာကိုတွေ့ရတယ်။နောက်ပြီးတက်နဲ့တောင်ကိုပေါင်းထားတဲ့တက်တောင်ကိုတံမာချင်းဆိုက်ရောက်လျက်ဒါမှမဟုတ်ညောင်ညာချင်းဆိုက်ရောက်လျက်လို့အတိပယ်ဖွင့်ရမှာပေါ့ ။မြောင်းညာချင်းဆိုက်ရောက်လျက်ကတော့မူရင်းအတိတ်ပဲနဲ့ကွဲလဲနေလို့ဖယ်ထားပြီးတမာချင်းဆိုက်ရောက်လျက်ဆိုတဲ့အတိတ်ပဲကိုပဲယူကပင်မန်းချင်းမရှိတမာချင်းဆိုက်ရောက်လျက်လို့အတိတ်ပဲအကျဲချဲ့လို့ရမယ်။ ဒါပေမဲ့မူလစကားလုံးရဲ့အဓိပ္ပာယ်မှာတမာချင်းဆိုတဲ့အဓိပ္ပာယ်မပါဘဲလွယ်ကူချင်းအဓိပ္ပာယ်ကိုပိုတက်ရောက်တာမို့မူရင်းအဓိပ္ပာယ်နဲ့ကွဲလွဲမှုရှိနေတယ်။တတောင်းတတာရဲ့စကားလုံးကြီးမြစ်ဆန်းစစ်မှုကို အနှစ်ချုပ်ရရင်တော့ဒုတိယအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာစာလုံးပေါင်းရောအဓိပ္ပာယ်ပါကွဲလွဲမှုရှိနေတယ်။ပထမအဓိပ္ပာယ်ဖွင့်ဆိုချက်က မူလစကလုံးရဲ့အတိတ်ပဲကိုပုံမပေါ်လွင်စေတာကိုတွေ့ရတယ်။ဒါကြောင့်မို့မပင်ပန်းပဲတတ္တတာသာအတိတ်ပဲရတဲ့တတောင်းတတာဆိုတဲ့စကလုံးရဲ့ရင်းမြစ်ဟာပင်ပန်းခြင်းမရှိချောင်းလွယ်မှုတို့ဆိုက်ရောက်လျက်လို့အတိတ်ပဲရတဲ့တတောင်းတာတတ္တာဆိုတဲ့ကရိယာသုံးလုံးပေါင်းဆက်ထားတဲ့ပုတ်ပြောင်းကရိယာဝိသေသနာတို့တတ်မှတ်လို့ရမယ်လို့ထင်မိပါတယ်။တပုံချမ်းတဲ့သူတို့